၂၀ရာစုအလယ်ပိုင်းလောက်ကအမေရိကန်နိုင်ငံမှာဘီလီယံနဲ့ချီတဲ့ဒေါ်လာတွေကိုထိန်းချုပ်ထားနိုင်ပြီးတော့ရွေးကောက်ပွဲဆိုရင်လည်းသူတို့စိတ်ကြိုက်လို့ခွင့်ရှိတဲ့မာဖီးယား gang တစ်ခုရှိခဲ့ပါတယ်။အဲ့ဒီ gang member တွေကတစ္ဆာလည်းအရင်ရှိကြသလိုတစ္ဆာဖောက်ပြီးဆိုရင်လည်းတေတန်းလွဲပြီးဆိုမှတခြားဟာရွေးချယ်ကြောင်ရှိဘူး။အဲ့ဒီ gang ရဲ့နာမည်ကတော့ American Mafia လို့ခေါ်ပြီးတော့ဒီ gang ကကမ္ဘာပေါ်မှာနှစ်ရာနဲ့ချီပြီးတော့ရှိနေတဲ့ gang တွေတစ်ခုဖြစ်ပြီးတော့ 20ရာစုမှာဒီဂန်းရဲ့လွှမ်းမိုးမှုကလည်းတော်တော်ကြီးကိုကြီးမာခဲ့တယ်။အထူးသဖြင့်အမေရိကန်နိုင်ငံမှာပေါ့နော်။ဒါဆိုရင်ဒီအမေရိကန်မာဖီးယားဆိုတဲ့ဂန်းကဘလို့ဂန်းမျိုးလဲ။ဘလို့ကိစ္စတွေကိုလုပ်ခဲ့လို့အမေရိကမှာအာဏာအရှိဆုံးဆိုတဲ့ဂန်းတစ်ခုဖြစ်လာရတာလေ။ဒါနဲ့စကားမဆက်ကျွန်တော်တို့ရွှေနှုတ် YouTube Channel မှာဂန်းနေနဲ့ပတ်သက်ပြီးဗီဒီယိုတွေလုပ်ပေးတဲ့အခါမှာဆိုရင်တော်တော်များများစိတ်ဝင်စားကြပြီးတော့ နောက်ထပ်ဗီဒီယိုတွေတောင်းဆိုတာမျိုးတွေကိုတွေ့ရတယ်အားကြောင့်မို့လို့ကျွန်တော်တို့ရွှေနှုတ်ပထင်းကနေထပ်ပြီးတော့ဖန်တီးပေးလိုက်တာဖြစ်ပါတယ်နောက်ထပ်ကိုတီးကျင်တာကကိုကြည့်ကျင်တဲ့ဗီဒီယိုလေးတွေရှိရဆိုရင်လည်းကျွန်တော်ဗီဒီယိုလေးရဲ့အောက်မှာ comment နဲ့ရေးသွားပြီးဆိုမှတောင်းဆိုခဲ့လို့ရပါတယ်ခင်ဗျာ အမေရိကန်မာဖီးယားဆိုတာအမေရိကန်နိုင်ငံမှာ1800ခုနှစ်နောက်ပိုင်းတွေမှာပေါ်လာတဲ့မာဖီးယားဂန်းတစ်ခုပါဒီဂန်းကတခြားဂန်းတွေလိုမျိုးလူတအူးတယောက်ကနေစပြီးတည်ထောင်ခဲ့တာဖွဲ့စည်းခဲ့တာမဟုတ်ဘူးအမေရိကန်မာဖီးယားဆိုပြီးဖြစ်လာခဲ့တာအဲ့ဒီ1880ကနေ1900ခုနှစ်ပတ်ဝန်းကျင်တွေလောက်မှာအမေရိကန်မှာနေထိုင်ကြတဲ့အီတလီယန်လူမျိုးတွေကနေစပြီးဖြစ်လာခဲ့တာပါအစာပိုင်းမှာတော့သူတို့တွေကလူโซဂန်းတစ်ခုဖြစ်ဖို့အတွက်အမေရိကန်မှာရှိနေကြတာလည်းမဟုတ်ဘူး အဲအဲ့တော့ကဆိုရင်အီတလီနိုင်ငံရဲ့စီးပွားရေးအခက်အခဲတွေနိုင်ငံကြီးအခြေအနေမတည်ငြိမ်တာတွေကြောင့်အမေရိကန်နိုင်ငံကိုရွှေ့ပြောင်းလာပြီးတော့ဘဝနောက်တဆင့်မြင့်တက်နိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့အမေရိကန်နိုင်ငံထဲကိုရောက်လာကြတာအရောက်လာတဲ့အခါမှာလည်းဒီနယူးယောက်မြို့မှာရှိတဲ့ Little Italy ဆိုတဲ့ရပ်ကွက်ရဲ့ East Harlem ဆိုတဲ့ရပ်ကွက်အဲအဲ့လိုနေရာတွေမှာနေထိုင်ခဲ့ကြတယ်အမေရိကရောက်တော့လေသူတို့နိုင်ငံရဲ့စီးပွားရေးလူမှုရေးခက်ခဲမှုတွေ ပြီးတော့ New York မြို့ရဲ့ယဉ်ကျေးမှုလွှမ်းမိုးတာတွေကြောင့်ရောက်လာတဲ့လူတော်တော်များများကလူမိုက်ဖြစ်ကုန်တဲ့လူတွေကများပါတယ်။အမေရိကမှာ19ရာစုနဲ့20ရာစုအစောပိုင်းအချိန်တွေတုန်းကဆိုရင်လူမိုက် gang တွေဆိုတာကမှုလိုပဲဟိုနေရတစ်ဖွဲ့ဒီနေရတစ်ဖွဲ့ဖွဲ့ကျင်တိုင်းကိုဖွဲ့နေပြီးဆိုမှတောင်းကျမ်းညင်တိုင်းကိုတောင်းကျမ်းနေကြတဲ့အချိန်နောက်ဖီလန်ကြားတွေမှာဆိုရင်အဲ့လိုဂိုင်းနေကဘယ်နေရာတော့တော့ကိုရှိနေခဲ့တဲ့ကာလပါအဲ့အချိန်တုန်းကဆိုရင်အမေရိကန်နိုင်ငံမှာနေထိုင်တဲ့အီတလီလူမျိုးတွေက၄သန်းလောက်ရှိတယ် သူတို့တွေကတော့အီတလီတောင်ပိုင်းကနေပြီးဆိုမှကျွန်တော်တို့ဒီရေလမ်းကြောင်းနဲ့ရောက်လာတဲ့လူတွေကများတယ်။ဒါပေမဲ့အဲ့ဒီပြောင်းရွှေ့လာတဲ့အီတလီလူမျိုးတွေထဲမှာဒီနာမည်ကြီးမိသားစု၅ခုကတနေ့ကျရင် American Mafia ဆိုတဲ့ gang ဖြစ်လာဖို့အတွက်အရင်တည်ခဲ့တဲ့အကြောင်းရင်းတွေပါပဲ။ဒါဆိုရင်အခုနားထောင်နေတဲ့လူတွေထဲမှာဒီမိသားစု၅စုအကြောင်းကိုကြားဖို့ပြီးသားလူတွေရှိလားအရှိရဆိုရင်လည်းအဲ့ဒီမိသားစု၅ခုရဲ့နာမည်ကဘာတွေလဲဆိုတာအောက်က comment မှာရေးသားပေးပါဦး မတိသေးဘူးဆိုတဲ့လူတွေအတွက်ကလည်းစိတ်မပူပါနဲ့ကျွန်တော်ဒီဗီဒီယိုရဲ့အနောက်မှာဆက်ပြီးပြောပြပေးသွားပါမယ်အဲ့ဒီမိသားစု၅ခုလောက်ကကျွန်တော်တို့ကြည့်မှုတဲ့ရုပ်ရှင်တွေစီးပွားတွေဖြစ်တဲ့ဒီ Peaky Blinder တို့ Godfather တို့လို့ရုပ်ရှင်တွေကမိသားစုတွေနဲ့တပုံနဲ့ပဲ The Godfather ဆိုရင်ဒီ American Mafia Gang တွေရဲ့ပုံစံကိုယူပြီးတော့ရိုက်ထားတာအဲ့ဒီမိသားစု၅စုကဘလို့မိသားစုတွေလဲဆိုတော့ Gambino, Genovese, Lucchese, Colombo နဲ့ Bonono ဆိုတဲ့မိသားစု၅ခုပါပဲ အပြီးရင်မိသားစုတစုချင်းစီတိုင်းမှာလည်းသူတို့အားသာတဲ့နေရာတွေတစ်ခုနဲ့တစ်ခုကမတူညီကြဘူးအပြောချင်တာကတော့အာနာရှိတဲ့ပုံစံတွေလှုပ်ပုံကိုင်ပုံတွေမတူညီကြတာမျိုးပြောချင်တာအဲသူတို့တွေကသူတို့ခေတ်ရဲ့ဥပဒေစိုးမိုးမှုတွေဖွဲ့စည်းရတတ်မှတ်ထားတဲ့စည်းကမ်းတွေပေါ်မှာမူတည်ပြီးတော့အာနာရှိတဲ့အပိုင်းတွေကကွဲသွားတာပါအဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ကဂမ်ဘီနိုဆိုတဲ့မိသားစုအကြောင်းအနေစပြီးဆိုမှပြောချင်တယ်အဂမ်ဘီနိုမိသားစုကပထမဆုံး1900ခုနှစ်အစောပိုင်းလောက်မှာစတင်ခဲ့ပြီးတော့အဲ့အချိန်တော့ ဆယ်ဗာတိုရီဒါဂီလာဥဆောင်ခဲ့တာပါပြီးတော့သူကတချိန်တုန်းကနယူးယောက်မြို့မှာမာဖီးယားခေါင်းဆောင်ဖြစ်ခဲ့မှုပါတယ်နောက်ပိုင်းကျတော့မှဂမ်ဘီနိုမီတာစုရဲ့ခေါင်းဆောင်အဖြစ်နဲ့ပို့ပြီးတော့နာမည်ကြီးလာခဲ့တာပါဆယ်ဗာတိုရီဒါဂီလာလောက်ကျန်တက်ဖြတ်ခံရပြီးတဲ့အချိန်မှာတော့သူ့ရဲ့နေရာကိုစက်ခံခဲ့တာကဗင်စင်တေမာဂါနိုဆိုတဲ့လူပါ ပြီးတော့ Vincent ဆိုတာနောက်ပိုင်းမှာဒီမီတာစု၅ခုစုပေါင်းပြီးဖွဲ့လိုက်တဲ့ American Mafia ဆိုတဲ့ gang တစ်ခုလုံးကိုဥဆောင်တဲ့သူအုပ်ချုပ်တဲ့သူတယောက်ဖြစ်လာခဲ့တာပါအဲသူကလည်းနှစ်20လောက်ကြာပြီးတဲ့အချိန်မှာထပ်ပြီးဆိုမှလှုပ်ချံခံလိုက်ရတယ်။လှုပ်ချံခံရတာကလည်းဒီနေ့အထိကိုဘယ်လိုမျိုးဘယ်လိုမျိုးလှုပ်ချံခံလိုက်ရတယ်။ဘသူကလှုပ်သွားတယ်။ဘယ်နေရာမှာလှုပ်သွားတယ်ဆိုတော့အရေးအယောင်တွေကလုံးဝကိုရှာမတွေ့ဘဲနဲ့အခုချိန်ထိပျောက်ကွယ်နေတော့မှာပဲ။ တခုရှိတာသူတို့မာဖီးယားမိသားစုတွေက serial boss စနစ်နဲ့အုပ်ချုပ်ကြတာဆိုတော့တယောက်ပြီးရင်နောက်တယောက်ကအစင်သင့်နေရာယူလိုက်ရုံပဲပြီးရင်သူတို့မိသားစုတွေမှာဥဆောင်မဲ့နေရာကိုစက်ခံလာတိုင်းတိတ်မကြဘူးလောက်ကျန်တက်ဖြတ်ခံရတာတွေကများတယ်အဲ့လိုကနေနောက်ပိုင်းမှာသူတို့မိသားစုရဲ့နာမည်အကြီးဆုံးနဲ့အာဏာအရှိဆုံးဆိုတဲ့လီယောင်မြောက်ခေါင်းဆောင်ကာလိုဂမ်ဘီနိုအလဲကိုရောက်လာခဲ့တယ်။ မိသားစု၅စုလုံးမှာသူ့ရဲ့လွန်မှုကတော်တော်လေးကိုကြီးခဲ့တာကြောင့်သူ့ကိုခေါင်းဆောင်နဲ့အားလုံးရဲ့ခေါင်းဆောင်လို့တောင်ခေါ်ခဲ့ကြတာပါဒါဆိုရင်သူတို့မိသားစုကဘလို့မှုရင်းနေဘလို့ crime တွေကိုကျူးလွန်ခဲ့လို့အလောက်တော်နာမည်ဆိုးနဲ့ကြော်ကြရတာလေပြောရရင်ဂမ်ဘီနိုမိသားစုကတရားမဝင်ကုန်ပစ္စည်းတွေဝယ်တဲ့ရောင်းတဲ့ပြီးတော့ငွေတိုးချီးတဲ့ပြန်မဆက်နိုင်ဘူးဆိုရင်နှထင်းရုံတရက်နဲ့ထောက်ပြီးတော့အကြက်ကင်နဲ့လောက်ကစားလုပ်ငန်းတွေလုပ်တယ်တရားမဝင်ငွေချေးတာတွေလုပ်တယ်အလုပ်သမားတွေကိုတရားမဝင်နီးလန်းနဲ့ထိန်းချုပ်တယ် ဆိုတော့အဲ့လိုမျိုးဒီ dirty business လို့ခေါ်တဲ့လုပ်ငန်းတွေကိုလုပ်တာကြောင့်သူတို့မိသားစုဥဆောင်တဲ့ခေါင်းဆောင်တွေဆိုတာလည်းမကြာခဏတခြားအဖွဲ့တွေမကျေနပ်တဲ့လူတွေရဲ့လှုပ်ချန်တက်ဖြတ်တာကိုလည်းခဏခဏခံရတာမျိုးပါအပြီးရင်သူတို့တွေကိုလှုပ်ချန်ရတဲ့အထဲမှာဆိုရင်သူတို့ဂန်းနေနဲ့ပြိုင်ဘက် mafia ဂန်းနေလည်းရှိတယ်ဒါကတော့စီးပွားပြိုင်ဘက်တွေဖြစ်တာကြောင့်လှုပ်ချန်တက်ဖြတ်ကြတာပါသူတို့မိသားစုကအခုလက်ရှိအထိလေဒီလုပ်ငန်းတွေကိုဆက်ပြီးတော့လုပ်ကင်နေသေးဆိုပြီးတချို့မှတ်တမ်းတွေမှာပေါ်ပြထားတယ် 1980ကျော်လောက်တုန်းကဆိုရင်ဂမ်ဘီနိုမီတာစုရဲ့365ရက်တစ်နှစ်အတွင်းမှာဝင်တဲ့ဝင်ငွေက American Dollar တန်900အထိရှိရလို့သိရတယ်။ဒီဘက်ခေတန်900မဟုတ်နော်။အဲ့ခေတုန်းကတန်900ဆိုတာဘယ်လောက်ထိခိုင်မာလဲဆိုတာပြောဖို့တောင်လိုမယ်လို့မထင်ဘူး။အခုလက်ရှိ2025အထိကိုသူတို့မိသားစုရဲ့လုပ်ငန်းတွေကဆက်ရှိနေတုန်းဆိုတော့အဲဒီနေ့ဒီအချိန်မှာဆိုရင်ဘယ်လောက်တောင်ချမ်းသာနေမလဲဆိုတာကိုပုံဖော်ကြည့်လို့ရနိုင်မယ်ထင်ပါတယ်။ ဒါဆိုရင်ဂမ်ဘီနိုမိသားစုအကြောင်းအကြံဖြင်းလေးတည်ပြီးသွားပြီကျွန်တော်ပြောပြပေးပြီးသွားပြီဆိုတော့နောက်ထပ်မိသားစုတစုအကြောင်းကိုထပ်ပြီးတော့ပြောပြပေးမယ်။အဲအဲ့ဒီမိသားစုရဲ့နာမည်ကတော့ Genovese လို့ခေါ်တယ်။အီတလီအတန်းနဲ့ဆိုရင်ပေါ့နော်။သူတို့မိသားစုကလည်းအဲ့ဒီခေတ်ကအမေရိကန်နိုင်ငံမှာရှိတဲ့မာဖီးယား guru လေးတွေကိုလွှမ်းမိုးထားတဲ့မိသားစုကြီးတစ်ခုပဲ။သူတို့ကကြတော့တခြားမိသားစုတွေကလူတွေနဲ့ရှင်ရင်နယူးယောက်နဲ့နယူးဂျာစီမှာပို့ပြီးတော့အာဏာရှိတယ်။ ပြီးတော့ Genovese ကသူတို့ရဲ့လျှို့ဝှက်မှုတွေ Anari နဲ့တခြားမိသားစုတွေထက်ကိုတက်တန်းရှိတာကြောင့် The Ivy League of the Underworld ဆိုပြီးတော့တောင်မှတင်စားခံရတာမျိုးတွေရှိတယ်။ပြီးရင်ဒီမိသားစုကလည်းခုနကဒီ Gambino တွေလိုပဲပေါ့နော်။ယာတုအစင်းစင်းနဲ့အုပ်ချုပ်ကြတယ်။ Genovese Family ဆိုပြီးဖြစ်မလာခင်အစတုန်းကဆိုရင်သူတို့တွေကို Luciano ဆိုပြီးတည်ကြပြီမဲ့နောက်ပိုင်း Luciano ဆိုရက်ဒီခေါင်းဆောင်ကမောင်းထုတ်ခံရပြီးတဲ့အချိန်မှာပဲ Genovese Mitazu ဆိုပြီးနာမည်ကိုပြောင်းလိုက်ကြတာပါ သူတို့လုပ်တဲ့လုပ်ငန်းတွေကတော့ဒီ Campino Family နဲ့အတူမခြားနာပါပဲမကောင်းတာမှန်သမျှ daddy business အကုန်လုပ်တယ်ဒါပေမဲ့ Innovacy ကကြတော့ Campino နဲ့မတူတဲ့အချက်ကဘိန်းမောင်ခိုလုပ်ငန်းတွေလုပ်ပြီးဆိုမှ American နိုင်ငံထဲကိုတရားမဝင်တင်သွင်းတာတွေအထိပါသူကလုပ်ကင်ခဲ့တာပါအပြောမယ်ဆိုရင်ဒီကျွန်တော်တို့အကြည့်ဘူးနေကြမာဖီးယားကားတွေရာလိုပဲပေါ့နော်ဒီစုတွေတိုင်းနေနဲ့အုတ်ထုတ်ဆောင်မယ်ပြီးရင် secret အခဲလိုက်ကြီးကိုပါဇက်မှာကိုက်ထားပြီးဆိုမှမျက်မှန်တက်ပြီးဂျာနယ်ဖတ်နေတဲ့ ပြီးတော့ထမင်းစားခန်းထဲကဝိုင်းမှာထိုင်ပြီးတော့စကားပြောရင်းနဲ့အရက်တောက်ကြတဲ့ဆရာကြီးတွေဆိုတာကသူတို့ပါပဲလုံးဝကိုတပုံစံထဲမှာပဲအဲ့လိုမျိုးသူတို့မိသားစုရဲ့ပုံရိပ်ကိုတိဆောက်ထားခဲ့တာကြောင့်တချို့ဆိုရင်သူတို့မိသားစုကိုအမေရိကရဲ့ Roll Right ဆိုပြီးတော့တောင်တင်စားတာမျိုးရှိတယ်။ဘာလို့လဲဆိုတော့သူတို့မိသားစုရဲ့နာမည်ကြီးဖို့ဂုဏ်ပုဒ်အကြီးဖို့အရှိန်အဝါကြီးဖို့အတွက်ဆိုရင်ဘာမဆိုမကောင်းတာမှန်တယ်အကုန်လုပ်တယ်။သူတို့မိသားစုရဲ့ခေါင်းဆောင် Vito Genovese ဆိုရင်သူတို့မိသားစုနာမည်ရအောင်ဆိုပြီး Frank Costello လောက်ကြံဖို့တော့စီစဉ်ခဲ့ဘူးတယ်။အဲ့ဒါ၄မဲလာဆိုတော့မဟုတ်သေးဘူး။ဒီ Castellammarese ဝါမှာလည်းသူတို့မိသားစုကစိတ်တပိုင်းအနေနဲ့ပါဝင်ခဲ့တယ်။ဒါနဲ့ Frank Costello ဆိုတော့ဘယ်သူလဲပါလဲဆိုပြီးကြားဘူးတဲ့လူတွေရှိကောင်းရှိမယ်။ Frank Costello ဆိုတာတခြားလူမဟုတ်ဘူး။ဒီ American နိုင်ငံမှာ1930ဝန်းကျင်လောက်တုန်းကအရန်ကိုနာမည်ကြီးခဲ့တဲ့ Mafia တစ်ယောက်ပါ။ဒီမှာတိထားရမှာက America ရဲ့နံပါတ်1နေရာကိုယူဖို့အတွက် Mafia Guy နှစ်ခုဖြစ်တဲ့စစ်ပွဲကို ဒီဂျီနိုဗဲစေမိသားစုနဲ့လူစီယာနိုကဖန်တီးခဲ့တယ်ဆိုတာပါပဲကတ်စတယ်လာမာရဲစေဝါဆိုတာ1930လောက်ကတမိုင်းမှာနာမည်ကြီးပြီးတော့လူဒါဇင်နဲ့ခြီးပြီးတည်ခဲ့တဲ့မာဖီးယားဂိုင်းတစ်ခုနဲ့တစ်ခုကြားမှာဖြစ်ခဲ့တဲ့စစ်ပွဲကြီးပါမျက်စိရည်မြောင်ပြောမယ်ဆိုရင်တော့အဲ့ဒီပဋိပက္ခတွေကကမ္ဘာစီးပွားပြက္ခကြီးဖြစ်နေတဲ့အချိန်မှာဖြစ်ခဲ့တာ The Great Depression ဆိုရင်တော့ပို့ပြီးဆိုမှမျက်လုံးနဲ့မြင်မယ်လို့ထင်တယ်အဲ့အချိန်တွေမှာ Genovese ကတကယ်ဒူးစရိုက်မှုတွေကိုလုပ်ခဲ့တဲ့ဒူးစရိုက်မိသားစုကြီး အခုလက်ရှိမှာလည်းမကောင်းမှုတွေလုပ်နေတုန်းဆိုပြီးနာမည်ကထွက်နေတော့မှာစကားမဆက်မာဖီးယားဂိုင်းတစ်ခုနဲ့တစ်ခုစစ်ဖြစ်ခဲ့တဲ့ကတ်စတယ်လာမာတဲ့ဆေဝါအเจ้าကိုသိကျင်နေဆိုရင်ကောမန့်မှာရေးခဲ့လို့ရတယ်ဆိုတော့ကျွန်တော်နောက်ထပ်အီတလီမာဖီးယားမိသားစုခံတစ်ခုအကြောင်းထပ်ပြောပေးမယ်အဲ့ဒီဂိုင်းရဲ့နာမည်ကတော့လူချဲ့ဆေလို့ခေါ်တဲ့အီတလီမာဖီးယားခံမိသားစုတစုပါဒီမိသားစုကလည်းခုနောင်အပေါ်ကမိသားစုနှစ်ခုလို့ပဲမကောင်းနာမည်သမီးအကုန်လုပ်တယ်ဒါပေမဲ့သူတို့နဲ့မတူတာကသူ့ရဲ့တရားမဝင် Icebox Distribution ပါ ဒီနေရာမှာမေးချက်ရှိတာ Icebox Distribution ဆိုတော့ဒီရေခဲပုံးတွေဖြန့်ဝေရောင်းချတာဗာများတရားမဝင်လို့လဲဆိုပြီးမေးချင်တဲ့လူတွေလည်းရှင့်ရှိမှာပေါ့နော်အတကယ်တော့ဒီလူချက်စေမိသားစုကဒီလုပ်ငန်းကိုဗန်းပြကောင်းအောင်မဲ့အရှိမဖွင့်လာတာဒီလုပ်ငန်းရဲ့နောက်ွယ်မှာငွေကြေးခွာချတာတွေဒီအကြက်ကင်တာတွေဒီ United States အစိုးရနဲ့ဥပဒေနဲ့မညီတာတွေကိုသူတို့ကအကုန်လုပ်တယ်လူတွေကတော့သူတို့ရဲ့ရေခဲဘူးထုတ်လုပ်တဲ့လုပ်ငန်းကိုပဲ အတရားဝင်အနေနဲ့ချပြတာပြီးဆိုမှအနောက်မှာမကောင်းတာမှန်သမျှအကုန်လှုပ်တယ်ဆိုတဲ့သဘောပါပဲအဒီလိုမျိုးမကောင်းတာမှန်သမျှအကုန်လှုပ်တဲ့လူချဲ့ဆယ်မိသားစုရဲ့ခေါင်းဆောင်ဂေတာနိုရိုင်နာကအဲ့အချိန်တော့နယူးယောက်မြို့မဟန်တန်မှာရှိတဲ့ Bronx နဲ့ East Harlem ဆိုတဲ့ရပ်ကွက်အပြင်မှာဒူးစရိုက်မှန်သမျှအားလုံးကိုသူကထိန်းချုပ်ထားခဲ့တာပါဒါပေမဲ့သူလည်းတိတ်မကြပါဘူး1930လောက်မှာအပေါ်မှာပြောထားတဲ့ကတ်စတယ်လာမာတဲ့စေဝါးမှာအသက်ခံရတယ်။ ခုနမိသားစုတွေလိုပဲဒီမိသားစုမှာလည်းတည်သွားတဲ့အချိန်မှာသူ့နေရာကိုတော်မီဂက်ကလီယာနိုဆိုတဲ့သူကဆက်ခံခဲ့တယ်။တခြားသူတွေနဲ့မတူတာသူ့ရဲ့လက်ထက်မှာလူချဲ့ဆဲမိသားစုကတော်တော်လေးကိုတည်ငြိမ်ခဲ့တာ။ဆယ်စုနှစ်တခုနီးပါအထီးပါပဲ။အဲတခြားခေါင်းဆောင်နေနဲ့မတူပဲအချင်းကြကြအုတ်ချုံနိုင်ခဲ့တာဆိုတော့အဲ့ချိန်တုန်းကမိသားစုနာမည်ကိုတောင်မှ Gagliano Crime Family လို့ခေါ်ခဲ့ကြတယ်။နောက်ပိုင်းရောက်တော့မှ Lucchese Family ဆိုတဲ့နာမည်ကိုပြန်ပြီးဆိုမှသုံးပြီးခဲ့တာပါ။ ဒါပေမဲ့တကယ်တမ်းသူတို့မိသားစုရဲ့အာနာကိုပိုပြီးကြီးသွားစေခဲ့တာကတော်မီဂက်ဂလီယန်တို့တည်ဆုံသွားပြီးတဲ့နောက်ပိုင်းမှာဆက်ခံခဲ့တဲ့တော်မီလူချဲ့ဆေးကြောင့်ပါပဲအခုလက်ရှိအချိန်ထိနာမည်ကြီးနေတဲ့လူချဲ့ဆေး family ကသူ့ရဲ့နာမည်ကနေဖြစ်လာခဲ့တာပါအဲ့အချိန်တုန်းကသူကကာလိုဂမ်ဘီနိုဆိုတဲ့ဂမ်ဘီနိုမိသားစုရဲ့ခေါင်းဆောင်နဲ့ပေါင်းပြီးတော့ဘီယောရဲ့အထယ်လိပ်လုပ်ငန်းတွေကိုသူထိန်းချုပ်ခဲ့ပါတယ် အလက်ရှိချိန်မှာဆိုရင်လူချဲ့စေဆိုတဲ့မိသားစုကအမေရိကန်နိုင်ငံမာဖီးယားလောကရဲ့ကော်မရှင်ကြီးမှာတော်တော်ဩဇာရှိတဲ့မိသားစုတစ်ခုဖြစ်နေပါပြီ။ဒါနဲ့မာဖီးယားကော်မရှင်ဆိုတာအမေရိကန်နိုင်ငံမှာရှိတဲ့ဒီအီတလီမာဖီးယားမိသားစုတွေအဖွဲ့တွေအချင်းချင်းအဆင်မပြေတာမပြေလည်တာညှိတာမျိုးတွေရှိရင်နားလည်မှုလွဲတာတွေအကုန်လုံးကိုစီရင်ချက်ချပြီးတော့ဆုံးဖြတ်ပေးတဲ့မာဖီးယားအဖွဲ့တွေကိုကြီးကြပ်တဲ့အဖွဲ့အစည်းတစ်ခုဆိုပါတော့ အပြောမယ်ဆိုရင်တော့ဟိုကြီးတဲ့ပြဿနာတေးအောင်တေးတဲ့ပြဿနာပပြအောင်ငါတို့လူမျိုးအချင်းချင်းငါတို့ခန်းအချင်းချင်းပြပြလေးလေးဟိုတနတ်တွေတိုင်းကြောင်တိုင်းကြောင်မလုပ်ပဲနဲ့စပွဲပေါ်မှာပဲဖြည့်ရှင်းဖို့အတွက်ကိုဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုသဘောမျိုးပါဆိုတော့ခုနကကျွန်တော်ပြောခဲ့တဲ့ Mafia Commission ဆိုတာအဲ1930ခုနှစ်ကျော်40တွေဘာတွေမှာရှိခဲ့တာမဟုတ်ပါဘူးအခုချိန်ထိလည်းအဲ Mafia Commission ကရှိနေတော့မှာပဲအမေရိကန်နိုင်ငံမှာဆိုရင် အနေအတိကျတော့ပေါ်ပြထားတာမျိုးမရှိပါမယ်။နယူးယောက်မြို့ရဲ့လူဦးရေထူထပ်တဲ့နေရာတွေပြီးတော့တခြားပြည်နယ်တွေပေါ့နော်ဒီ New England တို့ Philadelphia တို့ Chicago Detroit တို့မှာရှိတယ်လို့သိရတယ်။ဆိုတော့ Luchesin family အကြောင်းကိုပြန်ဆက်ရရင်သူတို့မိသားစုအခုလက်ရှိအချိန်ထိဒီငြင်းချမ်းမှုတွေအတော့ကောအဆိုးဆုံးအကြမ်းဖက်မှုတွေအတော့ကြောင့်ပါနာမည်ကြီးရဲ့မိသားစုတစုဖြစ်နေတော့မှာငြင်းချမ်းမှုဆိုတာကတော့ဒီတိုးတိုးတိတ်တိတ်နဲ့လူသတိမထားမိအောင်နေတတ်ထိုင်တတ်တာကိုပြောတာပါ။ အကျန်းဖတ်မှုကတော့1990ခုနှစ်လောက်တုန်းကဖြစ်ခဲ့တဲ့အမှုဆုံနဲ့ခတ်ဆူဆိုတဲ့မိသားစုတွင်ကပြဿနာနဲ့တဆင်ဖြစ်လာခဲ့တဲ့တွေးကြောင်စီးမှုတစ်ခုပါဒါဆိုရင်လူချိတ်ဆယ်မိသားစုအကြောင်းတည်တင်းတော့တည်ပြသွားပြီဆိုတော့ကျွန်တော်နောက်တဲ့ family တစ်ခုအကြောင်းဆက်ပြီးပြောပြပေးမယ် family နာမည်ကတော့ကိုလွန်ဘိုမိသားစုလို့ခေါ်တယ်အဲဒီမိသားစုကကြတော့တခြားဒီမာဖီးယားမိသားစု၅စုထဲမှာတပ်တန်းအမှုဆုံးနဲ့အငယ်ဆုံး family လို့တောင်ပြောလို့ရတယ် ဒီ family ကတတ်တန်းနှုတ်ရယ်ဆိုပေမဲ့သူတို့ရဲ့ဒီမိသားစုပဋိပက္ခတွေဒီခေါင်းဆောင်အပြောင်းလဲပြဿနာတွေနဲ့ပြစ်မှုတွေကတော့ရှေ့ရမိသားစုတွေနဲ့အတူမခြားနာပဲဒီကိုလွန်ဘိုမိသားစုကတော့ဒီ American Mafia ဆိုပြီးမဖြစ်ခင်တရားမဝင်ပစ္စည်းတွေကိုထုတ်ပြီးတော့မှရောင်းချခဲ့တာမျိုးတွေကနေစခဲ့တာအဲဆဆချင်းအချိန်မှာဆိုရင် Joseph's Prophecy ဆိုတဲ့သူကစပြီးတည်ထောင်ခဲ့တယ် တခုရှိတာက Joseph Prophecy အချိန်မကုန်ခင်မှာမိသားစုအတွင်းမှာပြဿနာကြီးကြီးမားမားတခုဖြစ်ပါလေရောအဲ့အချိန်တော့သူတို့ရဲ့ကိုလွန်ဘိုမိသားစုကလုံးဝကိုပျောက်ကွယ်သွားမယ်ပျက်စီးသွားမယ်ဆိုတဲ့အဖြစ်ပါဖြစ်ခဲ့ကြတာပါ Joseph Prophecy နေရာကိုဆက်ခံတဲ့ Joseph Colombo လက်ထဲကိုရှောက်တော့မှသူတို့ Colombo family ကအားလုံးစုစုစည်းစည်းနဲ့တခုလေသော family အဖြစ်ကိုပြန်ပြီးဆိုမှပေါင်းစည်းနိုင်ခဲ့တယ် Joseph Prophecy လက်ထက်မှာဖြစ်ခဲ့တဲ့မိသားစုတွင်ရပရိပခါဘလောက်ကြီးလဲဆိုရင် the first war second war third war ဆိုပြီးတော့မှ၃ချိန်တိတိထီထောင်ဖြစ်ခဲ့တာပါအဲအဲ့လိုမျိုးအခြေအနေတွေပြီးတဲ့နောက်မှာသူတို့မိသားစုအလုံးပြည်လဲအောင်လုပ်နိုင်ခဲ့တဲ့ Joseph Colombo ရဲ့အသက်က40ပဲရှိသေးတာကြောင့် mafia မိသားစုတွေရဲ့ခေါင်းဆောင်တွေထဲမှာအသက်အငယ်ဆုံး mafia ခေါင်းဆောင်ဖြစ်လာတဲ့သူတယောက်လို့ပြောရင်လည်းရပါတယ်။တခုရှိတာက तू ကပထမဆုံး American နိုင်ငံမှာမွေးတဲ့ mafia ခေါင်းဆောင်ပါ။ Italy နိုင်ငံမှာမွေးတာမဟုတ်ပါဘူး။ ကျန်တဲ့လူတွေအကုန်လုံးကအီတလီမြေမှာမွေးပြီးတော့အီတလီရေကိုတောက်ပြီးအမေရိကန်ကိုပြောင်းရွှေ့တဲ့သူတွေပါဆိုတော့ဒီအချက်ကပဲဂျိုးဆပ်ကိုလွန်ဘိုကိုထူးခြားတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်စေခဲ့တာပါဒါပေမဲ့ဒီကိုလွန်ဘို family ကကြတော့တခြားကျွန်တော်အပေါ်မှာပြောထားတဲ့ mafia family တွေလိုမျိုးနာမည်ကြီးရမဟုတ်ဘူးသူတို့ကကြတော့နည်းနည်းကွဲတယ်အဘလို့လဲဆိုတော့သူတို့မိသားစုတွေကမိသားစုဝင်အချင်းချင်းပြန်ပြီးဖြစ်ကြတာများလို့ကိုလွန်ဘို family ဆိုရင်ပြိုင်ဘက်တွေနဲ့ရန်ပွဲထက် ဒီကို family ထဲမှာလူအချင်းချင်းပြန်ပြီးဆိုမှတက်ကြတာတွေကများတယ်အဲ့ဒါကြောင့်မို့သူတို့ family ကိုလူပြည်များကြတာအဒီလိုရံပွဲတွေကြောင့်သူတို့မိသားစုကအခုလက်ရှိအချိန်မှာအဓိကဥဆောင်မဲ့သူနည်းသွားပြီမဲ့ဒီ Florida တောင်ပိုင်းမှာအဖွဲ့ဝင်နည်းနည်းရှိသေးတယ်လို့တော့ဖော်ပြထားတယ်အဲဆိုတော့သူတို့တွေလည်းမကောင်းမှုတွေလုပ်တဲ့မာဖီးယားဂန်းဆိုတော့ဗာရီများလုပ်တာလဲဆိုပြီးထူးထူးခြားခြားတော့မရှိပါဘူးကျွန်တော်အခုနောက်ကအပေါ်မှာပြောထားတဲ့ဂန်းတွေလိုပဲအဲမကောင်းတာမှလည်းအကုန်လုပ်တယ်တူတူပဲ အဲဒါဆိုရင်နောက်ဆုံးတစ်ခုဖြစ်တဲ့ဘိုနန်နိုအကြောင်းကိုဆက်ပြီးတော့ပြောချင်တယ်။ဒီဘိုနန်နိုမိသားစုကိုဆယ်ဖာတိုရီမာရန်ဇာနိုလို့ခေါ်တဲ့လူက1890ခုနှစ်မှာစပြီးတော့တည်ထောင်ခဲ့တာ။အဲသူကတော့1800ခုနှစ်နောက်ပိုင်းမှာလစ်တစီဇာဆိုပြီးလူတွေတင်စားကြတဲ့မာဖီးယားတယောက်ပါပဲ။ဒါပေမဲ့နောက်ပိုင်းမှာဆယ်ဖာတိုရီမာရန်ဇာနိုအသက်ခံလိုက်ရတာကြောင့်သူ့ရဲ့နေရာကိုယိုဇက်ဖ်ဘိုနန်နိုကဆက်ဆံခဲ့တယ်။ဒီဘိုနန်နိုမိသားစုက Joseph Bonanno ဆိုတဲ့နာမည်ကနေပဲဖြစ်လာခဲ့တာပါ။ အသူတို့မိသားစုနာမည်ကြီးရတဲ့အချက်ကတော့ဒီ1990ခုနှစ်လောက်မှာသူတို့ family ရဲ့ဟိုဒီ FBI agent တယောက်ကဒီ mafia gang member တယောက်အသွင်ယူပြီးတော့ဟန်ဆောင်ပြီးတော့မှဝင်ရောက်နေထိုင်ခဲ့တာကြောင့်ပါအဲ့ဒီအချိန်တုန်းကဆိုရင်အဲ FBI agent အယောင်ဆောင်ထားတဲ့လူကအဲသူတို့မိသားစုအတွင်းရေးတွေတဲ့အထိဝင်ပြီးဆိုမှစုံစမ်းထောက်လန်းနေခဲ့တာကြောင့်ဘိုနန်နိုမိသားစုအတွက်တော့တော်တော်လေးကိုထိခိုက်မှုရှိခဲ့ပါတယ်ဘလောက်တောင်လဲဆိုရင်တော့ဘိုနန်နိုမိသားစုကြီးတစ်ခုလုံးဖျက်သိမ်းရတော့မလို့အထီကိုဖျက်ခဲ့တာပါ အခုလက်ရှိချိန်မှာဒီဘော်နာနိုမီတာစုကိုမိုက်ကယ်မန်ကူဆိုကဦးဆောင်နေပြီးတော့ဥပဒေတင်းကျပ်မှုတွေနဲ့အတွင်းရေးမပြေလည်တာတွေကြောင့်အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့သိရတယ်။ဒါဆိုရင်မိသားစု၅စုအကြောင်းကိုတည်တင်းတော့လည်းတည်ပြီးဆိုတော့နောက်ဆုံးအပိုင်းကိုရောက်ပြီးဒီမိသားစု၅စုကဘလို့ကနေအမေရိကန်မှာဖီးယားဖြစ်လာခဲ့တာလဲဆိုတဲ့အကြောင်းကိုပြောပြပေးသွားမှာ။အပြောရမယ်ဆိုရင်တော့ဒီမိသားစု၅စုကဒီတစုတဲ့ Thor family အဖြစ်ကို ပေါင်းစည်းပြီးတော့အမေရိကန်မှာဖီးယားဆိုပြီးဖြစ်လာခဲ့တာက ကတ်စတယ်လာမာရဲဆေးဝါးကြောင်ပါပဲဒါနဲ့အခုလိုအသင်းဖွဲ့တွေနဲ့သူတို့ရဲ့ဖွဲ့စည်းပုံအကြောင်းကိုလေ့လာခြင်းနဲ့ဆိုရင်တော့ Shreno application ထဲမှာရှိတဲ့ Team of Team ဆိုတဲ့စာအုပ်ကနေတွားရောက်လေ့လာလို့ရတယ် Shreno application ဆိုတာနိုင်ငံတကာကမ္ဘာကျော်စာရေးဆရာတွေရဲ့စာအုပ်ပေါင်း600ကျော်ကိုမြန်မာဘာသာပြန်ပေးထားပြီးတော့ အတန်နဲ့ရောစာနဲ့ပါအချိန်မရွေးနေရာမရွေးဖတ်ရှုနားဆင်နိုင်တဲ့ audio book တွေလည်းပါဝင်တာကြောင့်စာဖတ်ဖို့အချိန်မရှိတဲ့သူတွေအခုပဲ Play Store နဲ့ App Store မှာ download သွားဆွဲပြီးတော့ဒီနေ့ရပဲစပြီးစာတွေဖတ်ဖို့အတိုက်တွန်းလိုက်ပါရစေ။နောက်ဆုံး video လေးကိုကျွန်တော်ပြန်ဆက်ကြမယ်။ 1932ခုနှစ်ကာစတယ်လာမာရီစီဝါဖြစ်နေတဲ့အချိန်မှာဂျိုးမဇယ်ရီယာတည်ဆုံးခဲ့ပြီးတဲ့အချိန်မှာလက်ကီးလူစီယာနိုကမာဇာနိုနဲ့ပူးပေါင်းပြီးတော့သူတို့မိသားစု၅စုကိုတည်ချာဖွဲ့စည်းဖို့အတွက်စီစဉ်ခဲ့ပြီးတော့ဆယ်ဗာတိုရီမရန်ဇာနိုလည်းသူတို့အစီအစဉ်အတိုင်းအနောက်ကလိုက်ပြီးတော့လုပ်ခဲ့တယ်။အစပိုင်းမှာဒီမိသားစု၅စုရဲ့ခေါင်းဆောင်တွေရဲ့နာမည်တွေကိုဆက်ပြီးတော့မရန်ဇာနိုပရိုဖက်ဆီမန်ကနိုလူစီယာနိုနဲ့ဂက်ဂလီယာနိုဆိုပြီးနာမည်တွင်ခဲ့ကြပါမယ်။ နောက်ပိုင်းရောက်တော့မှဘွန်နန်နိုကိုလွန်ဘိုဂမ်ဘီယာနိုဂျင်နိုဗဲအစီနဲ့လူချဲအစီပြောင်းသွားခဲ့တာဒီလိုကနေမိသားစု၅စုလုံးဖွဲ့စည်းနိုင်ခဲ့တဲ့မရန်ဇာနိုကသူ့ကိုယ်သူကပိုဒီတူတီကပီဆိုပြီးဆိုမှပြောခဲ့တယ်အတိတ်ဘယ်ကတော့ခေါင်းဆောင်တွေရဲ့ခေါင်းဆောင်ဆိုပြီးတော့သူ့ကိုယ်သူကြီးညာခဲ့တာပါအဲ့ဒါကိုလူစီယာနိုကမရန်ဇာနိုကိုနောက်ထပ်အန်ဒီရဲ့ရှိလာနိုင်တဲ့သူတယောက်လို့မြင်ခဲ့တာကြောင့်လှုပ်ချန်တက်ဖြတ်ဖို့အတွက်ကိုဂျန်စီခဲ့တာပါအဲဒီလိုဂျန်စီတာနဲ့မပြီးသေးဘူး။ तू ကနောက်ပိုင်းမှာဆိုရင် အပေါ်မှာကျွန်တော်ပြောခဲ့တဲ့ mafia commission ကိုတည်ထောင်ခဲ့တယ်။အသူတည်ထောင်ခဲ့တဲ့အချိန်မှာလည်းကျန်တဲ့မိသားစု၄စုအပြင်မှာအခြားနောက်ထပ် mafia အဖွဲ့တွေရဲ့ခေါင်းဆောင်တွေပါပါဝင်ခဲ့တာပါ။အဲ့အနေမှာတစဉ်ဒီ mafia commission ကြီးရဲ့အာဏာအပြည့်အစုံနဲ့ကြီးလာခဲ့ပြီးတော့နောက်ဆုံးမှာပူပေါင်းဆောင်ရွက်မှုတွေနဲ့စီးလုံးမှုတွေရှိတဲ့အုပ်ချုပ်မှုပုံစံအသစ်စနစ်တစ်ခုကိုတည်ထောင်နိုင်ခဲ့တယ်။အဲ့ဒီအချက်ကြောင့်မဲ့သူတို့မိသားစု၅စုကိုအမေရိကန်နိုင်ငံရဲ့အင်အားအကြီးဆုံး mafia အဖြစ် တ်မှတ်ခံရတဲ့အပြင်နယူးယောက်မြို့ရဲ့တရားမဝင်မောင်းခိုးရောင်းဝယ်ဖောက်ကားမှုတွေလောင်းကစားလုပ်ငန်းတွေဒီအကြက်ကင်မှုတွေအပြင်တခြားအလုအလုသမားတွေကိုဖိနှိပ်မှုတွေကိုထိန်းချုပ်တဲ့မာဖီးယားကွန်ရက်ကြီးဖြစ်လာခဲ့တော့တာပါဒီနေရာမှာတခုပြောချင်တာကသူတို့မိသားစု၅စုလုံးကအမေရိကမှာဂိုင်းတေးတေးလေးတွေအဖြစ်ကနေစခဲ့တဲ့အချိန်လုံးကဆိုအမေရိကမှာရှိတဲ့တခြားဂန်းတွေနဲ့အခြေတင်ဖြစ်ခဲ့တာမျိုးတွေရှိခဲ့ဘူးတယ်။ဒီ White Hand Gun တို့ မော့အစ်စ်မန်ကောင်းဆောင်နဲ့ဂျူးရစ်ကန်လို့နဲ့ဖြစ်ခဲ့ပြတဲ့ဖြစ်ရပ်တွေကလူသိများပါတယ်ဖြစ်ကြတာကလေအကိုင်းချင်းချင်းဆိုတော့သိတဲ့အတိုင်းပဲအဲ့ဒီလောကမှာညှိကြတဲ့ပုံစံတွေအတိုင်းပဲညှိခဲ့ကြတယ်အဲ့လိုမျိုးတဆင်ပြီးတဆင်ကြော်ဖြတ်လာခဲ့တဲ့နောက်ဆုံးမှာတော့အခုလိုမျိုးအင်အားအကြီးဆုံးအမေရိကန်နိုင်ငံရဲ့မာဖီးယားဂန်းဆိုပြီးဖြစ်လာခဲ့တော့တာပါဒါရင်းနဲ့ပဲသူတို့မိသားစု၅စုကမာဖီးယားလောကရဲ့ ခြေခံအင်အားတစ်ခုဖြစ်လာတဲ့အပြင်ကိုဒီ American Mafia ဆိုတဲ့အဖွဲ့ကြီးက American နိုင်ငံရဲ့ Mafia လောကမှာရှိတဲ့အယူဆအားလုံးကိုပြောင်းလဲနိုင်စွမ်းလည်းရှိပါတယ်။ဆိုတော့အခုပြောရပေးသွားတာက American နိုင်ငံမှာရှိနေတော့မှဖြစ်ခဲ့တဲ့လက်တွေ့ဘဝ Godfather လိုမျိုး Mafia မိသားစုတွေနဲ့ American Mafia ဖြစ်လာတဲ့အကြောင်းကိုပြောပြပေးသွားတာပါ။ဒီတော့အခုနားထောင်နေတဲ့လူတွေထဲမှာ Gambino, Genovese, Lucchese, Colombo နဲ့ Bonona ဆိုတဲ့မိသားစု၅စုအကြောင်းကိုသိရတဲ့လူတွေပါလား။ ီအမေရိကန်မာဖီးယားဂိုင်းကအခုချိန်ထိလည်းမှုရင်းတွေကျူးလွန်နေဆဲဖြစ်တာကြောင့်တည်င်းတွေမှာ life လွင့်တဲ့အထိဖြစ်နေတာကိုသိကြလားဒီအကြောင်းတွေကိုသိတဲ့လူရှင်ရင်အောက်က comment လေးမှာမှတ်ငယ်ပေးကြပါအောင်ခင်ဗျာ channel app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်ဆယ်အုပ်တောင်ဖတ်လို့ရပြီနော်နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနေရောအတန်းနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ် application အသုံးပြုပုံအသေးစိတ်ကိုလည်း channel facebook page မှာမြင်မြင်နိုင်ပါတယ်ရှင်